ဝေမျပြီးမှကမြန်မာနိုင်ငံမှာဆိုရင်ငလျင်စုံတွေကိုပြထားတဲ့မြေပုံဆိုတာရှိတယ်ဒီမြေပုံကိုအာဒီပြင်ဆင်ရေးဆွဲထားတာက2000နဲ့5ကတည်းကပြင်ဆင်ထားတယ်เนาะဒီမြေပုံကိုအမဘယ်ကနေရှာတွေ့လဲဆိုရင်ဆရာရဲ့စာအုပ် အောင်ဆရာဦးမြင့်လာငယ်ရေးထားတဲ့စိုင်းအင်ဂျင်နီယာနဲ့ inspector ဆိုတဲ့ဆောက်ထဲမှာဆရာထည့်ထားတဲ့အပိုင်းလေးပေါ့နော်ငလီဆုံးကိုကဘလူဆုံးမျိုးစားမှာနီနီလေးဆိုတာတိပူရအလွန်အရေးကြီးရယ်နော်ဒီတော့အမရှင်းပြီးလုပ်ပြီးမှဖြစ်ပါတယ်ဒီမှာဆိုရင်အမြင့်ဆုံးရောက်နိုင်တဲ့ပြင်းထန်တဲ့အားတွေကိုကြည်တံမိုးကြည်တံမိုးဆိုတာကချက်နိုင်တဲ့မြေပြင်ငလီလှိုင်းသွားအရှိန်တံမိုးကိုပြောတာအမှန်အတန်တွေနဲ့အတန်တွေအမှန်အတန်ဆိုတာက modify mercury အတန်းကြီးပေါ့နော်အဲ့ဒီအတန်းစားကြီးပေါ့နော်ဒီမှာဆိုရင်ညီမတို့ရဲ့ငလျင်စုံသတ်မှတ်ထားတာကအယောင်တွေနဲ့ပြရဲပြီးတော့အော်ဒီမှာဆိုရင်အားနည်းတဲ့စုံရှိရဲအားနည်းတဲ့စုံရှိရဲအားလက်စုံရှိရဲပြီးတော့အားပြင်းတဲ့စုံရှိရဲပြင်းထန်တဲ့စုံနဲ့ပျက်စီးမှုများတဲ့စုံဆိုပြီးအယောင်နဲ့သတ်မှတ်ထားတယ်မူပြရအောင်အားနည်းဆုံးဒီစုံတွေဒီအားနည်းဆုံးတဝေရေဘိတ်ရေပေါ့နော်ဒါဒီအားနည်းဆုံးတွေမှာပါတယ်အားလက်ဆုံးဒီမှာအားလက်ဆုံးတွေဟင်းတတာပသိမ်မနော်မတို့ အမောလည်းညိုင်ပါမယ်ဖအံပါမယ်တာချီလေးဒီဘက်ဒီပေါ့နော်ဒါဒီကိုသူပြထားတာဒီအားလက်စုံမျိုးစားမှာပါအားပြင်းနေစုံကလိမ္မော်ရောင်နဲ့ပြထားအားပြင်းစုံမျိုးလိမ္မော်ရောင်နဲ့ပြတယ်ပြင်းထန်တဲ့စုံမျိုးပန်းရောင်နဲ့ပြထားတယ်ပြင်းထက်စုံပြုံးလွင့်ပါမယ်တောင်ကြီးဒီမှာနော်မမတို့ဒီမှာမြကြီးနာဒါဒီအားလုံးဒီပြင်းထန်နေစုံပျက်စီးမှုများတဲ့စုံကလုံးဝအနီရောင်နဲ့ပြထားတဲ့ရာ ပစ္စည်းမှုများတဲ့ဇုံနေနော်ဒီဇုံတွေကကိုကဘလူဇုံမျိုးမှာပါဝင်နေလေဂျာကလည်းအရန်တိဖို့ရအလုံးအရေးကြီးရနော်နော်ဒါနဲ့ပတ်သက်ပြီးတိဖို့အရန်အရေးကြီးရဆရာရဲ့ဆောင်းမှာဆိုရင်ဒီဇုံတွေနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတဲ့အပြင်ကိုမှဆိုရင်ငဏင်ပြည့်ပြည့်ကြောကြီးအမှရှိလေဆိုတာကိုလည်းဆရာပြထားပြရဖြစ်တယ်အတဲ့ force in မြန်မာပေါ့နော်မြန်မာရဲ့တည်ရွေ့ကြော်ကြီးပြီးတော့အခါမှာငလျင်တွေလောက်တဲ့တမိုင်းတွေဘယ်နှခုနှစ်မှာဘေးနေရာတွေမှာငလျင်ရောက်ခဲ့လေဆိုတာကိုဆရာဝေညထားပြီးပါတယ်ဒါကဘေးစောက်မှာပါလဲဆိုရင်ဆရာဦးကြီးလာငယ်ရေးထားတော့ site engineer နဲ့ inspector site ထဲမှာရှိတဲ့ engineer တွေ အင်စပက်တာတွေကစစ်စီရဲသူတွေကဒါတွေလုံးဝတိချားသိမျှဖြစ်တဲ့အတွက်ဆရာဆောင်တွေမှာပေါ်ပြထားပါတယ်အရန်တန်မိုးရှိတဲ့အရာတွေပါနော်မအားအမှုမအမှတ်မဲ့နေလို့ဒါမကြည့်ဖြစ်တာရှိမယ်နော်ဒါတွေကအရန်အသုံးဝင်ပါတယ်ခေတ္တကြီးဆောက်ထုတ်ခြင်းမှာအာမြန်မာနိုင်ငံငလျင်ဇုံတွေနဲ့ပတ်သက်ပြီးရောညီပုံတွေကိုဆရာဝေမျှပေးထားတယ် အဲဒီမှာဆိုရင်2005လောက်ကပြင်ဆင်ရေးဆွဲထားတဲ့မြေပုံဖြစ်တယ်ဒါအပြင်ကိုကျေးရွေးကြော်လေးဥပပြထားပေးတယ်ဒါအပြင်ငလျင်နဲ့ပတ်သက်ပြီးရော history ပေါ့ဘယ်နှခုနှစ်မှာဘလို့ငလျင်နေဖြစ်ခဲ့လဲဆိုတာကိုဆရာဝင်မြထားတယ်ဒါအပြင်ကိုဒီလိုငလျင်ဇုံတွေနဲ့ပတ်သက်ပြီးရောကိုကဘလို့ဇုံမျိုးမှရှိတာလဲအဲဒီနေတဲ့ဇုံလားအားနည်းဇုံလားအားလက်ဇုံ အားပြင်းဇုံ ပြင်းထန်ဇုံတက်စီးမှုများတဲ့ဇုံဒီဇုံပေါ်မူတည်ပြီးရော ထားသင်းတဲ့ switch over design တွေကိုဆရာဝင်မြထားတယ်။အရန်ကိုတံမိုးရှိရဲ့စာအုပ်ဖြစ်တဲ့ ordinary movement resisting frame ကကြာတာမန်အစောက်ဦးတွေအတွက်နော် ordinary ဆိုရင်မောတာမန်အစောက်ဦးနော် ordinary movement resisting frame နေရှိမယ်။ဒါဒီတာမန်အစောက်ဦးတွေမှာတန်ဆင်နီးလေးတွေကိုဆရာဝင်မြပေးထားတာဖြစ်တဲ့တစ်ချက်ရင်အချက်တွေအများကြီးပြထားတယ်။တစ်ချက်ချင်းစီကအရန်တံမိုးရှိရဲ့ intermediate ကြောင့်အလေအလတ်ငလျင်စုံတွေအတွက်ပေါ့နော်။အဲဆို intermediate အလေအလတ် ငလျင်စုံတွေအတွက်ကိုထားတဲ့နဲ့ဘင်းဒီဇိုင်းလေးဘင်းဒီဇိုင်းလေးဖြစ်တယ်ဒါဒီကော်လန်ဒီဇိုင်း intermediate movement resisting frame မှာထားတဲ့ကော်လန်ဒီဇိုင်းတွေဖြစ်တယ်ကော်လန်တွေမှာလည်းဘလို့ထားတဲ့လဲအယ်နော်ရီကဘလို့ယူစားတဲ့လဲဆရာဒီမှာဝေမျှထားပေးရဲ့ပြီးတော့အလေလက်ပင်ထက်တဲ့နေရာတွေမှာရောဘလို့ spacing တွေကိုထားတဲ့လဲဒီ star queen တွေ thing queen တွေ spacing တွေအာပြီးတော့အဲ့ခါမှာအယ်နော်စုံမှာထားတဲ့ spacing တွေဘလို့ရှိတဲ့လဲဒါမျိုးလေးတွေကိုဆရာ special မှုမှာ resistive frame ငလျင်ပြင်အားများတဲ့နေရာတွေမှာထားရှိတဲ့နဲ့ beam design တွေဖြစ်တဲ့ special မှုမှာ resistive frame beam design တွေ special မှုမှာ resistive frame မှာထားတဲ့ column design တွေကိုဝေမျှထားတယ်เนาะအတလာတွေမှာအားလုံးတန်မဆက်တင်ဘူးเนาะတဝက်ချင်းစီပေါ့ last surprise ကို half တဝက်ပဲစားမှာဥမာတန်ချောင်းက ရှစ်ချောင်းရှိရဆိုရင်အောက်ဘက်မှာ၄ချောင်းအပေါ်မှာ၄ချောင်းတန်ချောင်းဆက်တဲ့နေဒါလေးရာစာတေချာလေးလိုက်နာတဲ့နေဇူစီကန်ချက်လေးတွေကိုဆရာတေချာဝင်မြပေးထားတာပေါ့နော်ဒီစာအုပ်လေးကအရင်အတန်မှုရှိရင်ငလျင်နဲ့ပတ်သက်ပြီးတော့ဆရာတေချာပြုစုထားတဲ့စာအုပ်ဖြစ်တယ်စာအုပ်နာမည်လေးရကြတော့ဆရာဦးမြင့်လာငယ်ရဲ့စိုင်းအင်ဂျင်နီယာအင်စပက်တာစာအုပ်လေးဖြစ်ပါတယ်အမအရှင်တော်ကအရှိခောက်လေမှာဝင်မြပူတယ်နော်ဒါပေမဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ဟောဒီအရင်တော့မဝင်မြအခုနောက်ပိုင်းက လိုအပ်လာတာဖြစ်တဲ့အတွက်ကိုအမကိုဖတ်ဖြစ်တဲ့စာအုပ်လေးတွေဝင်မြပေးရဖြစ်ပါရဲ့ကို့မှာရှိရဆိုရင်တေချာလေးဖတ်ပါနော်ဒီမှာမျက်နှာတိုင်းကအရန်ကိုတံမိုးရှိရအချက်တစ်ခုချင်းစီကလုံးဝဆောင်ရှောင်းကျင်တင်းတဲ့အရာတွေစောင့်ထားမဲ့အရာတွေအများကြီးသိလိမ့်မယ်နော်ရောက်တယ်မူရှိစားအောင်လေးဖြစ်ပါတချို့ကတော့လေစားအောင်ရှိနေရတာပဲမဲ့ဘေးနေရာမှာဘာရှိလဲဆိုတာမသိမှဆိုရတော့မှကိုလိလာရင်းနဲ့ကိုဝေမျှပေးရတာဖြစ်ပါရဲ့ဗီဒီယိုလေးအဆင်ပြေအကျိုးရှိရအောင်ယက်စုံမှတ်မိပါကျေးဇူးတင်ပါတယ် အဲဒီမှာဆိုရင်မှာကိုလန်တွေမှာတန်တွေကိုလက်ပင်ဆက်တယ်ဘလူနီယာမျိုးမှာဆက်တဲ့လေဆိုတော့ဒီလိုဇုံဘီဆိုရဲလက်ပင်ဇုံတွေမှာဆက်တဲ့နေဘာကြောင့်လဲဆိုရင်ဒီဇုံဘီဆိုရဲနေရာက movement တန်မှု0ဖြစ်တဲ့အတွက်ဒီမှာဆိုရင် movement diagram ကိုဆွဲလိုက်မယ်ဆိုရင်ဒီလိုမျိုးအစွန်းနေ support အနားတွေကအာ maximum movement movement တန်မှုအများဆုံးနေအများဆုံးနေဖြစ်တဲ့အတွက် သူစပုတ်နားရီမှာ လုံးဝလက်ပီမဆက်တင်ဘူးလက်ပီစုံဖြစ်တဲ့စုံပြီးဆိုတဲ့အလေမီဒီယာပိုးရှင်းမှာလက်ပီဆက်တင်တယ်တန်ချောင်းတွေကိုလက်ပီဆက်တင်နေနေရပါတော့ဒါဆိုရင်စုံပြီးရဲ့အလျာစုံပြီးရဲ့အလျာတွေကိုမှဘလူလေးတွက်ချက်လို့ရလေဆိုတော့ကိုဝီမြပြီးမယ်နော်ဒါဆိုရင်စုံအီနေရတယ်ဒါတွေကိုမတို့ကအယ်နော့စုံအယ်နော့နဲ့ပေးထားတယ်နော်အယ်နော့ကိုဘလောက်ပီရှင်ရမှာကိုယူဆရမလဲဒီလိုပီရှင်တစ်ခုလွတ်တဲ့နေရမှာလက်ပီဆက်ရမှာဒါကြောင့်ဒီပီရှင်တိမယ်ဆိုရင်ဥပမာဆိုရင်ဒီပီရှင်ဆက်နှက်ပေးမှာဒါဒီ3ပီဒါဒီ3ပီဆိုရင်အလေချန်တဲ့အပိုင်းမှာလက်ပီဆက်လို့ရသွား ပြီပေါ့နော်ဒါဆိုရင်ဒီ L not ဒီဘလောက်လဲဆိုတာဒီမှာပူပေးထားတယ် L not ဒီလားကြော C1 or C2 ရဲ့ clear height ကို6နဲ့စားခြင်းနဲ့18လမှာ3မျိုးတည်းက L not ဒီကြီးရင်ကြီးမကြီးညီတဲ့အရာယူလို့ရတယ်လို့ပြောထားတာဖြစ်တယ် အာဒီမှာသူပေးထားတာကကော်လန်ပါဆိုရင်ဥမာအမားတို့ရဲ့၃နှစ်ကော်လန်ဒီ၁၆၁၈ဆိုပါဆိုအဲ့ဒီထဲကကြီးရဲ့အရာကြီးရဲ့အရာ၁၆ရဲ့၁၈ရဲ့မှာဆိုရင်၁၈လက်မကကြီးရပေါ့ဒီလိုလေးပြရတာကို၁၈လက်မကတော့ပီပြောင်းချင်တယ်ဆိုရင်၁၈ကို၁နှစ်နဲ့စားလိုက်မယ်အဲ့ဆိုရင်1.5ပီ equal to 1.5p ပြီးတော့အဲ့က clear height ကို6နဲ့စားရ clear height က colon ဒီ flow to flow က12ပြီးတဲ့က upper slot ဒီ9လက်မဆိုဒီ clear height ကဒီ height ကိုပြောတာ ဒီဟာဒါဆိုရင်စနစ်ပီတဲ့ငါးလက်မနှုတ်ချင်းဒါဆိုရင်စနစ်သေးကငါးကလက်မဖြစ်တဲ့အတွက်ပီပြောင်းရင်စနစ်နဲ့စားလိုက်မယ်စတိတ္တမ၅၈ပီအစိဒါဒီစတိတ္တမ၅၈ပီဆိုပြီးရသွားမယ်အဲ့ဒီပီကို၆နဲ့စားခြင်းနဲ့ဒါဆိုရင်မတော်စတိတ္တမ၅၈ကို၆နဲ့စားလိုက်မယ်ဆိုတော့စတိတ္တမ၉၃ပီမဆိုရင်စတိတ္တမ၉၃ပီဒီမှာဆိုရင်၈၈လက်မ၈၈လက်မဆိုတော့1.5ပီအဲ့ဒီသေးကမှ L not done ဘူး ီမှာပေးထားရယ်အဲငေါတံဘိုးဒီကြီးရဲရာကိုယူပေးပါဖြစ်တဲ့အတွက်ကြီးရဲရာက1.93ပေါ့ဒါဆိုရင်တပေနဲ့အနောက်က0.93ကိုအမှလက်မပြောင်းမယ်နော်ဘယ်နဲ့လက်မလောက်ရှိမလဲပေါ့ကျွန်တော်တမ93ကိုလက်မပြောင်းချင်စနစ်နဲ့မြောင်းလိုက်ဒါဆို17လက်မတပေနဲ့17လက်မဒါဆိုရင်ဒီကနေပြီးတော့တပေ17လက်မအပေါ်တပေ17လက်မအာဒီစပိုးကနေပြီးတော့တပေ17လက်မဒီလုံးဝလက်ပြီးမဆက်တင်တဲ့နေရာ တပီဆက်တက်လမားဒီလုံးဝလက်ပီမဆက်သင့်ပဲနဲ့အလေဘိုင်းမှာမှာလက်ပီကိုဆက်လို့ရပါဘောနော်ဒါဒီလက်ပီစုံလို့တတ်မှတ်လို့ရအဲ့လိုလေးမှာတွက်ချက်လို့ရရနော်ပီစုံကိုဘယ်မှာတတ်မှတ်ရမယ်မသိရသူတွေအတွက်ကိုအရန်ကိုအဆင်ပြေလိမ့်မယ်လို့ထင်တယ်ပြီးတော့အဲ့ခါမှာလက်ပီနေရာတွေမှာထားရမယ့်တိုင်းကွင်းရဲ့စပီစီတွေပုံမှန်စပုတ်နာထားတဲ့တိုင်းကွင်းစပီစီစပုတ်နာရဲ့ကြက်အပိုင်းတွေမှာထားတဲ့တိုင်းကွင်းရဲ့စပီစီလေးကြီးဆရာတီချာလေးဝီမြထားပြီးအရန်ကိုတန်ဖိုးရှိရဲ့စာအုပ်လေးဖြစ်တယ်ဒီလိုစာအုပ်မျိုးလေးကိုတီချာလေးလာမယ်ဆိုရင်ပေါ့ငလျင်နဲ့ပတ်သက်ပြီးရောကိုလန် ုင်တွေကိုပို့ပြီးတော့စိတ်ချရမှာဖြစ်ပါတယ်။ဓမ္မဝင်မြပြလိုက်တာကဆရာဦးကြီးလာငယ်ရဲ့စိုင်းအင်ဂျင်နီယာအင်စပက်တာစာအုပ်လေးပေါ့နော်။ဒီစာအုပ်လေးက data တွေအများကြီးအရန်အကျိုးရှိရလေးပါတယ်။ကိုတကယ်လီးလာနိုင်ရင်အရန်ကိုတန်ဖိုးရှိရစာအုပ်လေးဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ခုအမဝင်မြပြီးမှာကမြန်မာနိုင်ငံမှာအခွင့်အရေးဇုံတွေနဲ့ပတ်သက်ပြီးတော့ပျက်စီးမှုများတဲ့ဇုံတွေရှိမယ်။ပြင်းထန်ဇုံ၊အားပြင်းဇုံ၊အားလက်ဇုံနဲ့အားနည်းဇုံဆိုပြီးတော့ဇုံ၅မျိုးရှိတယ်။ဒီမှာအယောင်လေးနဲ့ပြထားတဲ့ကိုရဲ့ data က အာပျက်စီးမှုများတဲ့ဇုံမှာပါမလားပြင်းထန်ဆုံးအာပြင်းဆုံးအာလက်ဆုံးအာနေဆုံးဘယ်ဇုံမှာပါနိုင်လဲဆိုတာကိုမတို့ကြည့်လို့ရတယ်နော်ဒီပုံမှာဆိုရင်အနီရောင်လေးတွေနဲ့ပြထားတဲ့အရာဒီတကယ်ငလျင်လာမယ်ဆိုရင်ပျက်စီးမှုများသောဇုံတွေမှာပါတာဖြစ်တယ်အဲပန်းရောင်လေးနဲ့ပြထားတဲ့ပုံတွေကပြင်းထန်တဲ့ဇုံမှာပါတာဖြစ်တယ်လိမ္မော်ရောင်နဲ့ပြထားတဲ့ဇုံကအာပြင်းတဲ့ဇုံမှာပါတဲ့နေရာတွေဖြစ်တယ်အစိမ်းရောင်ဒီအာလက်ဇုံဖြစ်ပြီးတော့ မူးပြရောင်တွေဒီအားနည်းစုံထဲမှာပါတာဖြစ်တယ်။ဒါလေးကဘယ်စာအုပ်မှာပါလဲဆိုတော့မပြမယ်နော်။ဆရာဦးကြီးလားငယ်ရဲ့စိုင်းအင်ဂျင်နီယာနဲ့အင်စပက်တာဆိုတဲ့စာအုပ်ထဲမှာပါရဲ့။အဲဒီငလီရင်နဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင်မှငလီရင်နဲ့ပတ်သက်ပြီးရောပြထားရဲ့ပုံလေးဖြစ်တယ်။ညင်ကြောနဲ့ပတ်သက်ပြီးရောဒီမှာဆိုရင်စကိုင်း fox တို့လေးပြထားတာပေါ့နော်။ငလီရင်ပြည့်ရွေကြောလေးတွေကိုပြထားရဲ့ပုံဖြစ်တယ်။ဒီမှာဆိုရင်ဒီပုံဆိုရင်ဘယ်နှခုနဲ့မှငလီရင်လှုပ်ခဲ့လဲဆိုတော့ကိုတမိုင်းနေနဲ့ရေးပြထားရဲ့ပုံလေးတွေဖြစ်တယ်။ဒီမှာဆိုရင်အဲမန္တလေးရှိမယ်။ တောင်ဦးတောင်တွင်ကြီးအကိုအကိုမစခိုင်းပါပေါ့နော်။မစခုနှစ်တည်နေ။နော်တမိုင်းနေပေါ့နော်။တကယ်ငလျင်တမိုင်းနေမှာဆိုရင်ဘယ်နှခုနှစ်မှာအာလှုပ်ထဲ့လဲဆိုတာကိုခုနှစ်လေးနေပေါ်ပြထားတာဖြစ်ပါရဲ့။စောင့်ကြည့်လို့ရှင်နေဆိုရင်မှမှလို့ရပါရဲ့နော်။ဆရာကြီးဦးညီလာငယ်ရေးထားတော့စိုင်းအင်ဂျင်နီယာနဲ့အင်စပက်တာဆိုပဲစောင့်ကြည့်ဖြစ်ပါရဲ့လို့ရှင်နေဆိုရင်မှလို့ရပါရဲ့။ကျေးဇူးတင်ပါတယ်။